ဆိုပြတဲ့စဉ်ကိုအားကြမိတယ်လို့ပြောပြလာတဲ့အလာမေမိုးဆက်ချူအောင်လုံးမဲမင်လာပါရှင်အလာမေလီမိုးဆက်ချူကတော့ခုဆိုရင်သဝဒနာပါရင်နုပြလို့ကျွေးမှကျူစာလုကိုင်းနေရင်ကျညာလေးတွေမှာခက်ဆဲဆဲချိန်ကိုလာနေရပြီဖြစ်ပါတယ်အလာမေလီမိုးဆက်ချူကတော့သူနေနေသဝဒနာပါရင်နုပြလို့တွေ့ကိုပို့ပြီးတော့ကျူစာသွားမယ်လို့ဆိုပါတယ်ဒီနေ့မှာတော့မိုးဆက်ချူကဆိုပြတဲ့စဉ်အကြောင်းတွေ့ကိုအခုလိုပဲပြောပြလာခဲ့ပါတယ်မိုးဆက်ချူကတရုတ်ဆောင်တွေတင်ပါဆိုရင်ဆိုပြတဲ့စဉ်ကိုသဘောကျတယ် သူ့လိုအကောင်းဆုံးကျိုးစားနေရပုံတော့မဆိုးပြေကအနေထိုင်လေးအေးစေးတည်ငြိမ်တော့သဘောကျတယ်။တိုးဆောင်တာလည်းအရင်ကခေါင်းပါရီဆိုပြီးအလမဲမိုးဆက်ချွာပြပြလာခဲ့ပါရယ်။အခုစိတ်မိုးဆက်ချွာကျွန်တော်လေးတွေမှာပါဝင်ပြီးတော့ရိုက်ကူပေးနေရပြီဖြစ်ပြီးသောဝဒနာပါရဲအလုပ်တွေကိုလုပ်ခွင့်ရနေပြီဖြစ်ပါတယ်။ပရိဒရီကတော့၃နှစ်သမီးရွယ်တွေကအဆက်တွေမြားခဲ့တဲ့အဖေဖြစ်သူနဲ့ပြန်လည်ဆုံတွေ့နိုင်ဖို့ကိုလည်းစွတ်တောင်းပေးနေကြပါတယ်။ အခုလက်ရှိမှာတော့အလမေမိုးဆက်ကျွာကိုဘွားကိုစူးစမ်းရုပ်ပြအလုပ်တွေမှာစူးစမ်းလုပ်ခိုင်းနေရပါအခုစိန်မိုးဆက်ကျွာမရရအပြေးမှုတွေကိုအပြေးဝရရှိနေပြီဖြစ်ပါတယ်အလမေမိုးဆက်ကျွာတော့အသက်၃နှစ်သမီးအရွယ်တဲ့စွပြစ်ထားခဲ့ပြီအသက်22နှစ်အရွယ်ရောက်လာတဲ့အချိန်အဆက်တွေမလုပ်ခဲ့ပဲစွပြစ်ထားခြင်းကိုခံခဲ့ရပါအဲဒီပုံမှာလည်းပရိသတ်တွေကမိုးဆက်ကျွာအတွက်အစိမ်းမကောင်းဖြစ်နေခဲ့ကြပါတယ်အလမေလေးမိုးဆက်ကျွာတော့ဦးနိုင်လိုကြောင့် စိတ်ကွန်အားပြည့်မြည်တယ်လို့ဆိုပါတယ်။နိုင်တော်ကတော့မိုးဆက်ကျွေးရဲ့ဘာခင်ပြည့်သူနဲ့ပတ်သက်ပြီးတမလီအပေါ်မှာခုလိုမလို့တင်ကြောင်းပုပ်ပွင့်လင်းချုပ်ပြောလာခဲ့ပါတယ်။အလောက်မဲလီမိုးဆက်ကျွေးကတော့ကိုလက်ရှိမှာအနုပြလုပ်တွေကိုစူးစမ်းလုပ်ကိုင်းနေသူကတော့အောင်မြင်တဲ့အလောက်မဲတရားဖြစ်လဲစူးစမ်းတော်မူလဲပရိတ်တွေကိုပြောပြလာခဲ့ပါတယ်။အလောင်းမဲလေးမိုးဆက်ကြွားတော့ကိုဆိုရင်အလောင်းမဲလေးတယောက်နေနဲ့ရောအနုပညာတယောက်ဆောင်တယောက်နေနဲ့ပါစူးစမ်းနေပြီဖြစ်ပြီးသူနေနဲ့အဖေကအဖေပဲပေါ့နော် အဖေနဲ့တူတူတရုတ်ဆောင်ရဖို့ကဖြစ်ချင်းဆုံးဆန္ဒတခုပါလို့လည်းရင်ဖွင့်ပြောပြလာခဲ့ပါတယ်။ project တွေကအလားမယ်လေးမိုးဆက်ချိုလေးအတွက်အမျိုးမျိုးစုတောင်းပေးနေကြတော့ကိုလေးတွေ့ရပြီးအခုလက်ရှိမှာတော့မိုးဆက်ချိုလေးကအနုပညာလို့တွေ့မှာခက်ဆက်စိတ်ရှိုက်ကူလာနေရတာကိုတွေ့ရပါတယ်။ Greater Talent Model Agency အနေနဲ့တစဉ် မင်းယူနီဗာစ်အင်းစိန်2035ကိုဝင်ရောက်ခဲ့တဲ့အလားမယ့်လီမိုဆက်ကျွာတော်ကိုစဉ်ဒုဝတနာပါရနုပြလို့တွေ့ခွင်လဲစတင်လောက်ကလာနေပြီဖြစ်ပြီးအခုစဉ်မိုဆက်ကျွာအလူရဲ့အပိတ်မှုတွေကိုခံနေရပြီဖြစ်ပါတယ်။မိုဆက်ကျွာလေးကအခုစဉ်ယူကိုဟာမှာအလက်ထရောနစ်နဲ့ပဲပထမဆုံးကျညာလေးတွေကိုရိုက်ကူးခဲ့ရပြီးအခုလည်းရှိမှလည်းကျညာလေးတွေမှာကက်ဆက်စိတ်ဆိုသလိုရိုက်ကူးလာနေရပါတယ်။ ိုးဆက်ကျွာတို့ငယ်စဉ်တွေကမိဖမေတ္တာကိုအပြည့်အဝမရခဲ့ရှာပါဘူး။အားရပုံမှန်လေးအလမဲလေးမိုးဆက်ကျွာစိတ်မကောင်းဖြစ်နေရှာပါတယ်။ဒါပေမဲ့လည်းမိုးဆက်ကျွာတို့အခုဆွေအမှုပြောင်းလုပ်တွေကိုအကောင်းဆုံးစူးစမ်းလုပ်ကိုင်နေပါတယ်။အလမဲလေးမိုးဆက်ကျွာတော့ Glory Thailand and Modern Agency အနေနဲ့တစဉ် Mayor Unified Insane 2025ကိုဝင်ရောက်ခဲ့တာပါ။အလမဲလေးမိုးဆက်ကျွာတို့ဝတ္တနာပါရမီပြောင်းလုပ်တွေကိုစူးစမ်းလုပ်ကိုင်နေပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အမှုပြရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိအကျသောပရိသတ်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုတော်လေးကျေးဇူးအများကြီးတင်ပါတယ်။